သတင်းပဲသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဂျေဆာသတင်းချန်နယ်မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရခန့်အပ်ပါတယ်ခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဘတ်စစ်တပ်ကဝေးပြေးခီးတဲ့တင်ကားပေါ်မှာလိုက်ပါလာတဲ့ခီးသွွားလူငယ်များကိုဆွဲချပြီးဇမှုတန်းပြေပေါ်တာဆွဲဖမ်းဆီးလာကရန်ကုန်ပြည်လမ်းမိုင်းနဲ့စလင်းတို့မှာ ခရီးသွားလုပ်ငန်းဆက်နွယ်ဦးကိုဖမ်းခံရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတန်းရန်ကုန်ပြည်လမ်းမိုင်းပေါ်မှာ expat ကားပေါ်လိုက်ပါလာတဲ့ရန်ကုန်မှပြန်လာတဲ့လူငယ်9ဦးပါဝင်9ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ခရီးသွားပြည်သူများနဲ့ဒေသခံပြည်သူများကပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့မှာရန်ကုန်ပြည်လမ်းမိုင်းအုပ်ဖို့မြို့နယ်အပိုင်းလေးဦးကုန်လမ်းဆုံးမှာရှိတဲ့ရန်ကုန်ကနေပြန်လာတဲ့ expat ကားပေါ်လိုက်ပါလာတဲ့လူငယ်9ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဓာပြန်ဆိုပါကြမဲ့ဆက်တဲ့ဟာအရင်နေ့မနက်၈နာရီခန့်မှာကဝေစုရွာမှာပြည်သူနှစ်ဦးကိုလည်းထပ်မံဖမ်းဆီးသွားကြောင်းအဲလိုဖမ်းဆီးခံရတဲ့ပြည်သူများကိုမြေတီနေရာသို့ဖမ်းဆီးသွားတာကိုအတည်ပြုနိုင်ခြင်းမရှိသေးပဲမိသားစုဝင်များကလည်းလိုက်လံစုံစမ်းလို့မရသေးကြောင်းသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ၁၈ရက်နေ့မနက်၇နာရီလောက်မှာအုပ်ဖို့မျိုးနယ်အပိုင်းရန်ကုန်ပြည်လမ်းမမှာရှိတဲ့လေးဦးကုံလမ်းဆုံးမှာရန်ကုန်ကနေပြန်လာတဲ့ expat ကားပေါ်လိုက်ပါလာတဲ့လူငယ်ခွနဲ့ဦးကိုစခွေးနယ်ပြည်စော်တီတွေကပေါ်တာဆွဲဖမ်းဆီးသွားတာပါ။ အရိစကွေးတွေကကိုဝေဆိုးရွာကပြည်သူနှုတ်ကိုပါဆက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်။အဖို့မျိုးနယ်ထဲမှာတသားတဲ့အစုဆောင်တာကိုအေးမြတရာရွာကပြူစောတီးတွေကတာဝန်ယူလုံဆောင်နေတာလို့ခရီးသွားပြည်သူများနဲ့ဒေသခံများကပြောဆိုပါတယ်။အလားတူမကွေးတိုင်းစလင်းမြို့နယ်မှာအကြမ်းမဲ့စစ်တပ်ကနန်ထိုင်းတော်ဝင် expert ကားပေါ်မှာလိုက်ပလာတဲ့လုံငယ်၃ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ဒေသနေပြည်သူများကပြောပါတယ်။ပေးခဲ့တဲ့စတင်မလာ24ရက်နေ့မနက်6:00နာရီခန့်မှာဇလင်းမြို့လက်ပန်းကန်လမ်းခွဲမှာနန်ထိုက်တော်ဝင် expert ကားပေါ်လိုက်ပတ်လာတဲ့လုံငယ်၃ဦးကို ကားပေါ်တက်ရောက်ပြီးပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။ဘယ်ရွာကလူငယ်တွေကိုဖမ်းသွားလဲဆိုတာတော့အတိမပြုံနိုင်သေးပါဘူး။ဇလင်းမျိုးလက်ပန်းကန်လမ်းကွဲမှာနန်ထိုက်တော့ဝင်မှန်လုံကားပေါ်လိုက်ပါလာတဲ့လူငယ်သုံးကိုစစ်ခွေးတွေကကားပေါ်ကနေဆွဲချပြီးကိုပေါ်တာဆွဲဖမ်းဆီးသွားတာပါလို့ဒေသနေပြည်သူတဝူးကပြောပြပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရုရှားရောက်မင်းအောင်လင်က Nova Civ မျိုးအုပ်ချုပ်ရေးမှုကိုလက်ပတ်သုံးတဲ့ငတ်တလောက်ပေါင်းတွားကျွေးပြီးလက်ဖေးရိုက်တိုက်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ ရုရှားနိုင်ငံမှာရောက်ရှိနေတဲ့ဂျမ်ပတ်မဲအောင်လင်ကနိုဗာစီဗေးမြို့အုပ်ချုပ်ရေးမှုကိုလပတ်တုံးနဲ့ငတလောက်ပေါင်းသွားကျွေးပြီးလပိတ်ရိုက်တိုက်ခဲ့တယ်လို့အဂျမ်ပတ်စစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။ယမန်နေ့စက်တင်ဘာလ24ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာသွားတဲ့မဲအောင်လင်ကရုရှားနိုင်ငံနိုဗာစီဗေးမြို့မှာခရီးတစ်ထောက်ဖြင့်ခဏရန်နာခဲ့ကြောင်းအဲလိုရန်နာကြမှာမဲအောင်လင်ကိုလာရောက်ကြိုဆိုတဲ့နိုဗာစီဗေးမြို့အုပ်ချုပ်ရေးမှုနဲ့တာဝန်ရှိသူတွေကိုမြန်မာရိုးရာအစားအစာတွေဖြစ်တဲ့ငတလောက်ပေါင်း လဖက်ရည်နဲ့လဖက်တုတ်တုတ်ကိုလေစိမ်းမှပင်မင်းအောင်လင်ကချိုးမွေးခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံကနေအသင်းပြင်လာတဲ့မြမရိုးရအစားအစာဖြစ်တဲ့လဖက်အုပ်လဖက်ရည်အသင်းချက်ပြုတ်လာတဲ့ငတလောက်ပေါင်းတို့နဲ့တခင်အခန့်ခဲ့ရမှာနိုဘာစီပေးတေတာအုပ်ချုပ်ရေးမှုနဲ့ဖွဲ့ဝင်တွေကမိန်ရှက်စွာတုံးဆောင်ခဲ့ကြပြီးမင်းအောင်လင်ကမြမရိုးရစားတောက်ဖွဲ့များနဲ့ပတ်သက်လို့ရှင်းလင်းပြောကြားခဲ့တယ်လို့အကြမ်းဖက်စစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်မင်းအောင်လင်ကရုရှားနိုင်ငံမော်စကိုမြို့မှာစက်တင်ဘာလ25ရက်နေ့မှ28ရက်နေ့ထိပြုလုပ်မဲ့ ကဘာနုမျိုးတရင်ပတ်ဖိုရန်အခမ်းအနားကိုတွားရောက်နေတာဖြစ်ပါတယ်။ဆလဘီထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့လာအိုမားမြန်မာနိုင်ငံသားလူငယ်အများပြားအွန်လိုင်းငွေလိမ်ဂျာပြန်လုပ်ငန်းများထံသို့လူကုန်ကူးခံရပြီးတော့ညမနှိမ့်ဆက်ခံရကလာအိုမားဂျာပြန်အဖြစ်လူကုန်ကူးခံရတယ်မြန်မာလူငယ်9000ဝန်းကျင်ရှိတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လာအိုနိုင်ငံမှာမြန်မာနိုင်ငံသားလူငယ်အများပြားဂျာပြန်လုပ်ငန်းများသို့လူကုန်ကူးခိုင်းစေခံရပြီးတော့ညမနှိမ့်ဆက်ခံရတယ်လို့လာအိုရောက်မြန်မာလူငယ်တချို့ကပြောပါတယ်။ မြန်မာနိုင်ငံတော်မှာရှိတဲ့လူငယ်တွေကိုတာချီလိမ်မျိုးတို့လာရောက်ခိုင်းပြီးတာချီလိမ်မှာတဆင့်ပွဲစားများကလာရောက်ခေါ်ဆောင်ကြကြောင်းအရင်နောက်တရားမဝင်လမ်းကြောင်းများမှာတဆင့်မဲခေါင်းမြစ်ကိုလှေနဲ့ဖြတ်တန်းပြီးလာအိုနိုင်ငံတွင်းသို့ပို့ဆောင်ကြောင်းလာအိုနိုင်ငံဗီယန်ချင်းမျိုးမှာဂျာပြန်အလုံးယုံများစွာရှိပြီးအရင်နေရာတွေကိုမြန်မာလူငယ်များရာထောင်ချီလာစဉ်ပို့ဆောင်ခံရတယ်လို့သိရပါတယ်အဲလိုမြန်မာလူငယ်တွေကိုအလုံးခေါ်ယူရမှာကာစီနိုလုပ်ငန်းများမှာလာစာကောင်းကောင်းရမယ်လို့မလုံးနေပေးပြီးတော့ပွဲစားများကခေါ်ယူကြောင်း လုပ်ငန်းများကိုတရားမဝင်ဘိုးဆောင်တည်ယူရမှာတချီလိမ့်မှာမြန်မာလာဝကရဲနဲ့စစ်တပ်များကပါပါဝင်ပတ်သက်ပြီးဘိုးဆောင်နေခြင်းဖြစ်ကြောင်းအစိုးရဂျာပြန်အွန်လိုင်းငွေရင်းငိုင်းနေမှာမြန်မာလုပ်ငန်းများဟာညံမှန်နှိမ့်ဆက်ခံနေရပြီးအလုံလောက်ကိုင်နေကြရကြောင်းသိရှိရပါတယ်ဒလားကိုသူတို့ကတတ်မှတ်ထားတာတော့လူတယောက်ကိုဒေါ်လာ2000ရှာခိုင်းထားတယ်ဗျဖောက်တယ်မရရင်တော့မိန်းကလေးဆိုရင်ထိုင်ထားလောက်ခိုင်းတယ်ယောက်ျားလေးဆိုရင်အကျင့်တရာအကျင့်နှစ်ရာတိုက်ထိုးခိုင်းတယ်အပြင်းလောက်တာကြီးရင်ရိုက်တာနှစ်တာရှိပါတယ်အပြင်းလဲပေးမထော်ဘူး ိုက်ကိုပိတ်ပြီးတော့တရုတ်ခေါင်းဆောင်တွေကလုပ်တည်ခိုင်းပါတယ်။သူတို့ရဲ့အောက်မှာမြန်မာခေါင်းဆောင်တွေကိုလည်းခံထားပါတယ်လို့လက်ရှိဂျာပြန်လုံငန်းမှာလူကုန်ကူးခံထားရတယ်။မြန်မာလူငယ်တအူးကပြောပြပါတယ်။လာအိုနိုင်ငံ VN ချင်းမှာရှိတဲ့အဲ့ဒီ online ငွေလိမ်လဲတဲ့ဂျာပြန်လုံငန်းများထဲမှာမြန်မာလူငယ်9000ဝန်းကျင်ဟာလူကုန်ကူးခံထားရကြောင်း။၎င်းတို့အနေနဲ့တတ်မှတ်တဲ့ငွေပမာဏလိမ်လည်နိုင်ရင်ဒလားကိုလောက်ကလာစားဖြင့်တရုတ်ယွမ်၄000ပေးပြီးတော့ငွေမရှာနိုင်သူများကိုတံပေးကြောင်းဂျာပြလုပ်ငန်းရှင်များအထမ်းမြင့်တိုက်တာအဆောက်အအုံများစွာပိုင်ဆိုင်ကြပြီး တခန်းကိုမြန်မာလူငယ်၁၀ဦးမှ၁၂ဦးခန့်ထိစူပေါင်းနေထိုင်ကြရတယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာလူငယ်များကိုအွန်လိုင်းငွေလိမ်လည်တဲ့ဂျာဖြတ်လုပ်ငန်းများတဲသို့ခေါ်ယူရန်လာအိုနဲ့မြန်မာနိုင်ငံမှာအာဏာပိုင်များနဲ့ပွဲစားများကပူးပေါင်းဆောင်ရွက်နေကြကြောင်းလက်ရှိမှာလာအိုနိုင်ငံတွင်ဂျာဖြတ်လုပ်ငန်းများကိုတင်းကျပ်နေတဲ့အတွက်ဗန်ပြထားတဲ့လုံခြုံများကိုပိတ်ခါနေအိမ်တိုက်တာများတွင်မှဂျာဖြတ်လုပ်ငန်းများကိုဆက်လက်လုပ်ကိုင်ခိုင်းနေကြောင်းသိရှိရပါတယ်။အခုမြန်မာနိုင်ငံမှာလည်းတည်တဲ့အတိုင်းပဲလုပ်ငန်းတွေကမကောင်းဘူးလေ။ပြပအလုပ်ထွက်လုပ်ဖို့အတွက်လိုင်မေးကြည့်တော့ လာဟိုမှာဂိန်းခုံအလုပ်ရှိတယ်။လားစာလည်းများတယ်။လူလည်းတက်တာတယ်ဆိုပြီးခေါ်တာ။ဒီရောက်မှာဂျာပြန့်လုပ်ငန်းဆိုတာသိတာပါ။ဒီလုပ်ငန်းကမြန်မာလာဟိုအာဏာရှိသူတွေပါနေပါတယ်။လာဟိုရဲတွေရောမြန်မာရဲတွေရောပတ်သက်နေတာ။အဲဒီမှာစစ်စေးရေးလာမယ်ဆိုရင်ဒေယုတိကမြန်မာလူသမားတွေကိုပြန်မခဏထွက်ဆောင်ခိုင်းနေ။လားစာလေးနည်းနည်းပါပါထုတ်ပေးပြီးတော့လို့လာဟိုဂျာပြန့်လုပ်ငန်းမှာလောက်ကိုက်နေသူတအုပ်ကပြောပြပါတယ်။အစိုးပါလာဟိုနိုင်ငံတော်မှာရှိတဲ့ဂျာပြန့်လုပ်ငန်းတွေကအရှိတောင်ဝါရှာနိုင်ငံများအားလုံးကိုပြင်းမှတ်ထားလိမ့်လေခိုင်းနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ အခုပြန်ညင်နေလူတွေလည်းပြန်မရဖြစ်နေတာပါလားစားတွေလည်းမရသေးဘူးအခန်းထဲမှာပဲတိုက်ပိတ်ဖြစ်နေတာစစ်စေးရေးတွေလည်းလာပါတယ်သူတို့ကလည်းအတူတူဆိုတော့အမြင်တော့ပဲစစ်စစ်တာပါအကူညီလည်းတောင်းမရဖြစ်နေပါတယ်ဂိန်ခုံအလုပ်ဆိုပြီးလာဖို့ရောက်မှဂျာပြန်အဖြစ်လူကုန်ကူးခံရတာပါလို့ဂျာပြန်လုပ်ငန်းတော်မှာတိုက်ပိတ်ခံထားရတဲ့လူငယ်တအူးကပြောပြပါတယ်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နရေးကန်စကန်အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးအချမ်းဘတ်စခေါ်မရှင်ကလေကြောင်းကနေဘုံလုံးကြီး30နီးပါးချဲချလို့ ကိုကန်တိုက်ခိုက်နေတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။မကွေးတိုင်းအဖဲမျိုးနယ်နရေးကန်ပြူဟာအနီးမှာအချမ်းဘက်စကော့မရှင်နဲ့အာရခတ်တတော် AA တို့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့တင်ရရှိပါရစေ။အချမ်းဘက်စကော့မရှင်ဟာပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့မနက်7:00နာရီမှာစလို့ဒိုင်းလေးရင်ဝိုင်တွဲလေးရင်များနဲ့ဘုံလုံးရီ30နီးပါးချက်ချတိုက်ခိုက်ခဲ့တယ်လို့သိရပါရစေ။အခုအမ်ဘရန်လမ်းမိုက်မှာတိုက်ပွဲတွေဆလာကြတဲ့ကအရိနာကဂျေးဝါတွေစစ်ပေးရှောင်နေကြရတယ်။မနေ့ကကော်ဖီချန်တွေဘက်ကိုပါဘုံချဲသွားလို့ပျက်စီးထိခိုက်မှုတွေရှိပါရစေ။ အသေးစိတ်တော့မသိနိုင်သေးဘူးလို့မကွေးသေးတကန်တဦးကပြောပြပါတယ်။လက်ရှိမှာဂျမ်းဘက်စကော့မရှင်ကနိုင်ငံအနည်းမှာရှိတဲ့မြိုင်လိုင်စားတဲ့ဂျီဝါများဘတ်တို့ဘုံလုံးရဲ့30နီးပါးကိုဇက်တိုက်ချဲချခဲ့တာဖြစ်ပါတယ်။ဒါပြင်နိုင်ငံတောင်ကျော်တဝိုင်းနဲ့လိုင်ဂျီဝါဘတ်မှာအဂျမ်းဘက်စကော့မရှင်ရဲ့တမ96မှာလက်ကျန်တပွဲဝင်300ခန့်တပ်ပြန့်ထားရှိပြီးတော့အေးတပွဲများနဲ့လည်းထိတွေ့တိုက်ပွဲတွေနေစဉ်ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကလည်းနိုင်ငံမှာရှိတဲ့ဒူတက်ရဲမှုအပါဝင် အကြမ်းဖက်စကောမရှင်တပွဲဝင်60နီးပါးတိုက်ဆုံးခဲ့ပြီးတော့စခါခစခွန်လောက်ကန်တရင်၄ခုထပ်မနေကနေတပွဲဝင်60ကျော်ကိုလည်းပျောက်ဆုံးစီးရင်တွင်းထားရတယ်လို့သတင်းရင်းမြစ်တွေထံကသိရပါတယ်။အစိုးရနိုင်ရေးကံဗျူဟာစကန်ကိုစကောမရှင်ကအမြောက်ဆက်စစ်အစိုးရနိုင်ရေးကံဗျူဟာစကန်ကိုအကြမ်းဖက်စကောမရှင်ကအမြောက်ဆက်စင်ရေကိုကဲမှုဌာနချုပ်မာစခ905မှနေပြီးစစ်တုံးကားကြီးများနဲ့အင်အားဖြစ်တဲ့မှုတွေကိုနေစင်နေပါပြုလုပ်လျက်ရှိနေတဲ့ပြင်အနီးတစ်ဝိုက်မှာရှိတဲ့ကာကင်စကန်များကိုလည်း ပြင်ထောက်လျင်တဲ့ဒရုန်းများနဲ့ဘုံကျဲတက်ခိုက်မှုတွေရှိပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလပထမဘက်တွင်းကလည်းနိုင်ကန်နီဆုံးတဲ့ဂျီဝါဘက်ကိုစကားကဆကွန်လောက်ကန်တရင်များဖြစ်တဲ့ခါမယ94ခါမယ96ကိုခါမယ905ခါမယ900ခါမယ920ခါလာယ295တရင်များကစုပေါင်းကစကြောင်းထိုးလျက်ရှိတယ်လို့အေအေကထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကြောင်မဲနဲ့တီဘောမှာအကြံဘက်စက်တကဆေလိုထားတဲ့စာယာဖားနဲ့သတင်းပေးဆယ်ဦးချုပ်ကိုဖမ်းဆီးရရှိပြီး တရောင်းစားတထည့်ခရီးသွားပါဝင်ပုံစံအမျိုးမျိုးအယောင်းဆောင်တရင်ရယူခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ရှမ်းမင်းနယ်မြောက်ပိုင်းမှာတင်းနယ်လေးကတင်းပိုက်ထားတဲ့ကြောင်မဲမျိုးနဲ့ဒီဘောမျိုးနဲ့တွေမှာအကြံဘက်စစ်တပ်ကဆေလော်ထားတဲ့စစ်ဘက်ရေးရလုံခြုံရေးတပ်ဖွဲ့နဲ့တရင်ပေးဆက်ဦးကျော်ကိုဖမ်းဆီးရရှိခဲ့ပြီးအဲဒီလိုဖမ်းဆီးရရှိတဲ့သူတွေဟာတရောင်းစားတထည့်ခရီးသွားပါဝင်ပုံစံအမျိုးမျိုးအယောင်းဆောင်တရင်ရယူခဲ့တယ်လို့တောင်းတက်တင်းနယ်လေးကတရင်ထုတ်ပြန်ထားပါတယ်။ကြောင်မဲနဲ့ဒီဘောမျိုးတွေမှာတင်းနယ်လေးရတဲ့ဘက်နဲ့ဌာနဆိုင်ရာတို့ကပူးပေါင်းပြီး ်ရှောင်းတခင်စစ်ဆေးမှုများဆောင်ရွက်စဉ်ဇာယာပါနှင့်တရင်ပေစေဦးချုပ်ကိုဖမ်းဆီးရရှိခဲ့တာဖြစ်ကြောင်းလာချုံမြို့တွင်းမှရှိတဲ့စကားစကား DNA လေးအုပ်ချုပ်တဲ့မျိုးနွယ်များတွင်းမှရှိတဲ့ DNA လေးရဲ့ဂိမ်းနေရာများဂိတ်တွင်းမှရှိတဲ့လူဝင်အားလက်နက်အင်အားများဌာနဆိုင်ရာအင်အားများတပ်စခန်းနေရာများလူစုလူဝေးများတဲ့နေရာများမှတရင်ရယူပြီးလေကြောင်းဖြတ်ခတ်မှုများကိုပြုလုပ်ခဲ့ကြောင်းအိုင်းနောက်မှာထီရောက်မှုရှေ့မရှိကိုစုံစမ်းထောက်လန်းရာယူခဲ့ကြောင်းသိရပါတယ်။အိုင်းနောက်စစ်တကလွယ်ကူစွာဝင်ရောက်နိုင်မဲ့လမ်းနဲ့ ထောက်ဖို့လမ်းကြောင်းချင်းနေများကိုလည်းအဓိကထောက်လန်းပြီးသတင်းပေးဖို့ကြကြောင်းအဲ့ဒီစားရဖားတွေနဲ့သတင်းပေးတွေဟာမျိုးတွင်းတို့လမ်းလျှောက်ရတော့လကောင်းဆိုင်ကယ်နဲ့တော့လကောင်းလိုင်းကားနဲ့တော့လကောင်းအိမ်စည်းကားနဲ့တော့လကောင်းတထေးရောင်ဆောင်ပြီးတော့တော့လကောင်းတရောင်သားရောင်ဆောင်ပြီးတော့တော့လကောင်းဒါမှန်ခရီးသွားရောင်ဆောင်ပြီးတော့တော့လကောင်းပုံစံမျိုးမျိုးနဲ့ဝင်ရောက်ပြီးသတင်းများထောက်လန်းရယူခဲ့တယ်လို့သိရပါတယ်အစောပါစားရဖားနဲ့သတင်းပေးချင်းချင်းဆက်သွယ်မှုပြုလုပ်ရမှာလဲလမ်းအမူအရလက်ဖေးဆိုင်လမ်းဘေးကွန်ရဆိုင်နဲ့လူရှင်းတဲ့နေရာများမှာလူချင်းတွေ့ပြီး တဦးနဲ့တဦးသတင်းပေးပို့ခဲ့ပြီးတော့စကားစားထံသို့ online platform ဖြစ်တဲ့ Viber, Facebook, WeChat, Telegram များမှာတဆင့်သတင်းပေးပို့ခဲ့ကြတယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်တပ်ကတောင်ပြည်နယ်တို့မှာရှိတဲ့မျိုးနွယ်တွေမှာစစ်ပက်ရေးရလုံခြုံရေးများစွာဆိတ်လွှတ်ထားပြီးတော့အဲ့လိုဖန်စီရမိသူများကိုလည်းလုံခြုံစိတ်ချရတဲ့နေရာမှာကောင်းမွန်စွာထိန်းသိမ်းထားကြောင်းပြင်းမှုကျိုးလွန်တယ်လို့ထင်ရှားပေါ်လွင်ရင်တောင်ပြည်ဥပဒေနဲ့အညီရေးယူသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တွင်ကတော့နေပေါင်း60နီးပါးအတွင်း ဂူလာသမကမှာစီးရီးယားခေါင်းဆောင်တအူပထမဆုံးချိန်မင်းကုံးပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စီးရီးယားနိုင်ငံခေါင်းဆောင်တအူအနေနဲ့နေပေါင်း60နီးပါးအတွင်းပထမဆုံးပြောကြားခဲ့တဲ့ဂူလာသမကမင်းကုံးမှာသမရအာမတ်အယ်ရှာရာကစပီကေစီးရီးယားဟာအစွမ်းကုန်ပြန်လဲစ조사တည်ဆောက်နေပြီးနိုင်ငံတကာကဝိုင်းဝန်းကူညီပေးစီလိုတယ်လို့မြစ်တော်ရက်ကန်သွားခဲ့ပါတယ်။ယမန်နေ့စက်တင်ဘာလ24ရက်နေ့ကကုလသမဂ္ဂထုတ်ထွေးညီလာခံမှာအေရှာရာကခုလိုမင်ကုံးပြောခဲ့တာဖြစ်ပါတယ်။ဒါဟာ1969ခုနှစ်နောက်ပိုင်း ဗီရိယခေါင်းဆောင်တဦးရဲ့ပထမဆုံးချိန်ကုလသမဂ္ဂမှာမင်ကွန်ပြောမှုအနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။အဲရာရှာဟာ2024နှစ်ကိုမိုင်းတော့ကဗီရိယအနာရှင်တမရဟောင်းဘာရှာ LR ဆက်ကိုဖျောက်ချခဲ့တဲ့ဒေါ်လန်ရေးတပေါင်းစုရဲ့ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်။အဆိုပါကုလသမဂ္ဂမင်ကွန်မှာတော့ပြည်တွင်းစစ်အလွန်ဗီရိယဟာကိုယ်စွမ်းကိုယ်စားနဲ့ပြန်လည်တည်ဆောက်နေပြီဖြစ်ကြောင်းရင်ကျေးမှုဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုအနေနဲ့တရားဥပဒေစိုးမိုးပြီးစီးပင်းဝါပြောမှုတွေနဲ့လည်းဗီရိယဟာအမှန်တကယ်ထိုက်တန်တယ်လို့အေရှာရာကပြောကြားသွားပါတယ်။ သူကစိရိယာငញ្ញံရေးတင်းညံရေးတာယာဝါပြောရေးဆိုတဲ့ခေါင်းစဉ်အောက်မှာကန္နာတဲ့တခုကိုစတင်ရေးသားနေတာဖြစ်တယ်လို့လဲသူ့ရဲ့ခိုးမနစ်လောက်တာချမင်းနဲ့မင်ကုန်းထဲမှာထည့်ပြောခဲ့ပါတယ်။နောက်ပြီးစိရိယာတို့အခက်အခဲဆုံးကာလတွေမှာအဒူလက်တွဲရတိပေးခဲ့တဲ့တူရကီကာတာဆော်ဒီအာရေဗျာအမေရိကန်ဥရောပသမဂ္ဂနဲ့အာရဗ်နိုင်ငံတီးတီးကိုလည်းကျေးဇူးတင်တယ်လို့ဆိုပါတယ်။အေရှာရာဟာစီးရီးယားနိုင်ငံပေါ်မှာကြံရှင်းနေစေဖြစ်တဲ့နိုင်ငံတကာရေးယူပေးဆိုမှုအားလုံးကိုဖယ်ရှားပေးရေးအတွက်လည်း ကုလသမဂ္ဂညီလာခံမှထဲသွင်းတောင်းဆိုသွားခဲ့ပါတယ်။သူဟာစီးရီးယားဆိုးရအနေနဲ့1924မှာရရှိထားတဲ့အစ္စရေးနဲ့ရန်မလိုရေးသဘောတူညီမှုကိုဆက်လက်လေးစားလိုက်နာမယ်လို့ကြေညာခဲ့ပြီးတော့တပတ်မှာလဲစီးရီးယားရဲ့ချုပ်ချာအာဏာနဲ့နေမီပိုင်ဆိုင်မှုတွေကိုအာမခံနိုင်အောင်နိုင်ငံတကာစုပေါင်းအာမခံချက်ပေးဖို့တိုက်တွန်းထားပါတယ်။ဒါပြင်စီးရီးယားပြည်သူတွေဟာအာဏာရှင်တမရဟောင်းအာဆတ်ရဲ့လက်ထက်မှာဆိုးဝါးလာတဲ့ဖိနှိပ်မှုတွေကိုခံစားခဲ့ရကြောင်းအာဆတ်အစိုးရဟောင်းဟာပြည်သူတွေကိုညှဉ်းပန်းမှုတပြက်မှုတွေကျုံ့လွန်ခဲ့ပြီး ဓာတ်ရုလက်နဲ့တင်တဲ့တောင်တိုက်ခိုက်ခဲ့ကြအောင်ဒါပြင်မိုးရဲ့ဆေးတွေကိုလည်းစီရီးယားပြည်သူတွေနဲ့ကဘာကြီးကိုဒုက္ခပေးဖို့လက်နဲ့အဖြစ်အသုံးချခဲ့တယ်လို့အေရှာရာကထက်သွင်းပြောဆိုဆွဆွဲတော့ပါတယ်အဲလိုကုလသမဂ္ဂမှာမင်ကွန်ပြောခဲ့ခြင်းကအေရှာရာအနေနဲ့ဒေါ်လာရေးအင်အားစုအစင်းကနေတက်လာတဲ့သူ့ရဲ့အစိုးရကိုနိုင်ငံတကာစာမျက်နှာမှာပို့ပြီးတော့ခြေကုပ်အားကောင်းလာနိုင်အောင်ကြိုးစားနေတဲ့လက္ခဏာဖြစ်နိုင်တယ်လို့စောင့်ကြည့်လေ့လာသူတွေကဆိုပါတယ်အဆိုပါကုလသမဂ္ဂထုတ်ပြန်ညီလာခံကိုနောက်ဆုံးတက်ရောက်ခဲ့တဲ့စီးရီးယားခေါင်းဆောင်ကတော့ 1966ခုနှစ်1980ထိတာဝန်ယူခဲ့တဲ့ဓမ္မရာဟောင်းနူရတင်အယ်အတစီဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ကိုလိုဆုံးတီနားဆင်ကြတဲ့သတင်းပေးသံများကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။